passport စာအုပ်မရှိလဲမြန်မာမပုံတင်ရဲ့ smart card ရဲ့ရှိရုံနဲ့တွဲရောက်လဲပတ်လို့ရတယ်။ထိုင်းနိုင်ငံမဲဆောင်မျိုးက power တိမ်ပင်လက်ခီးစဉ်လေးအကြောင်းကိုဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးကတော့မြောက်ဝရီကနေမဲဆောက်ဖက်ချံကိုအမှတ်တတရားကနေမပုံတင်ရဲ့ smart card ရဲ့ဖြစ်တရားပေါ်ကနေကူးခဲ့ရမှာဖြစ်ပြီးတော့မြန်မာဘက်ချမ်းမှာတော့ခိနှက်ခိတ်ကို2000စီပေးရမှာဖြစ်ပါတယ်။ထိုင်းဘက်ကိတ်မှာတော့ဘတ်40ပေးလိုက်ရုံနဲ့6ရက်တာနေထိုင်ခွင့်ခီးသွားခွင့်ကိုရရှိမှာပဲဖြစ်ပါတယ်။ စနိုးတို့ကတော့ထိုင်းနိုင်ငံတဲကပဲသွားမှာဆိုတော့တရားကုစရာမလိုတော့ဘူးပေါ့နော်။ချင်းမိုင်ကနေပြီးတော့မဲဆောက်ကဂိတ်ထီကားစီးပြီးတဲ့အခါမှာတော့မဲဆောက်မြို့တွေကနေအခုလိုမျိုး private ကားလေးငှားပြီးတော့သွားခဲ့ပါတယ်။တောင်ပေါ်ကိုညနေ9နာရီခွဲဝင်းကျင်ရောက်ပြီးမယ်ဒီမှာတွေ့တဲ့အတိုင်းမြို့တွေအရန်ပဲထူထပ်နေရဖြစ်တဲ့အကြောင်းမလို့ညနေနေဝင်စည်းစားဖို့တော့စနိုးတို့မကြည့်ခဲ့ရပါဘူး။အဲဒါကြောင့်မလို့မနက်စောစောထားပြီးတော့တိမ်ပင်လည်းကြီးဖို့နေနေထွက်တာကိုကြည့်ဖို့အတွက်ဒီမှာအခန်းစာပြီးတော့ငှားပါမယ်။ share ပါပြီ။တောင်ပေါ်ရောက်တာနဲ့ဒီဆိုင်လေးတွေမှာဆိုလို့ရှိရင်မြန်မာလူမျိုးတွေရှိပါတယ်။အမှအခန်းကားချင်လို့ရှိရင်ဆိုင်လေးတွေဝင်ပြီးတော့အခန်းကားချင်နေဆိုပြီးပြောလိုက်တာနဲ့သူတို့တွေလိုက်ပြီးပြပေးပါပဲနော်။အခုအမြင်တွေ့ရတဲ့အိမ်အချွန်လေးတွေရဲ့စနိုးတို့တွေအခုတဲဖို့သွားနေတဲ့အလုံးလေးတွေရဲ့ကဈေးနှုန်းကအတူတူပါပဲရှင်။အကယ်လို့မူကထမစားဘူးဆိုလို့ရှိရင်နော်တညကိုလူနှစ်ဦးကိုဆိုလို့ရှိရင်ဘတ်2000ကျပါမယ်။ပြီးတော့ breakfast ပါမစားဘူးဆိုလို့ရှိရင်နော်သူတို့1800နဲ့ထားပေးပါရဲ။ရှင်စနိုးတို့က breakfast မယူပါဘူး။ကိုယ့်အကူဝယ်စားမှာပေါ့နော်။အခန်းမကားချင်ဘူးဆိုလို့ရှိ ှင်လည်းအခုလိုမျိုးကိုတက်နဲ့ကိုယူလာပြီးတော့လာနေလို့လည်းရပါတယ်ရှင်မြေနေရငှားကားကတော့300ပဲပေးရပါတယ်ဒီခန်းလေးကတော့လူနှစ်ဦးနေလို့ရပြီးတော့အကယ်လို့လူတစ်ယောက်ထပ်ပြီးပုံမယ်ဆိုလို့ရှိရင်တော့ extra ကြီး300ထပ်ပြီးတော့ပေးရပါတယ်ချမ်းပါစနေရတပုံရိုင်းလေးလေးတွေနာအောင်လေးလေးစားမေးတာ ိမ်ပင်လည်းကြည့်ဖို့အတွက်စောဤထားပေမဲ့မြင်တွေ့ရတဲ့အတိုင်းပဲတိမ်လည်းမမြင်ရဘူးတောင်တွေလည်းမမြင်ရဘူးနေလည်းမထွက်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းစနိုးတို့ပဲရှိပါတယ်ဘယ်သူမှမထွက်ပဲနဲ့ဒီအခန်းထဲမှာပဲအောင်းနေကြပါတယ်စနိုးတို့လည်းနည်းနည်းပွားရိုက်ပြရတယ်အခန်းထဲပြန်အောင်မှာတော့မရှင်းရမ်းမအေးပါတယ် ခန်းထဲမှာပဲပြန်လာပြီးတော့တဘာဝရှုခင်းနေကြည့်ဖို့ကြာလဲဘာမှမမြင်ရဘူးကြောင့်မို့ဒီတိုင်းပဲထိုင်နေပြီးတော့ဗီဒီယိုလေးပဲရိုက်လိုက်ပါတယ်နေလေအခန်းချက်ောက်ခန်းဒီထီနေမထွက်တာနဲ့စလို့လို့လေအခန်းကိုချက်ောက်လုပ်ပြီးတော့ကော်ဖီတောက်ပြီးရောပဲပြန်လာတော့မယ်ရှင်နောက်တည့်ရက်မှပဲပြန်လာပါတော့မယ်